ကပ္ပဝဉ္ဇန်အခိုင်း20ကပ္ပဝဉ္ဇန်အခိုင်း20သည်အဘိမလတ်၏ဆုံးမခြင်းခံရသောအာဗြဟံတပံအာဗြဟံသည်တောင်ပြည်သို့ခရီးသွားသည်ဖြင့်ကာဒေရှမြို့နှင့်ရှုရမြို့ဆက်ကြားမှနေ၍ဂေရာမြို့၌တဲခို၏ထိုအခါမိမိမယားစာရာသည်မိမိနှမဖြစ်သည်ဟု သူတစ်ပါးတို့အားအာဗြဟံဆိုသောကြောင့် ဂေရာမင်းကြီးအဘိမလက်သည်မိမိလူကိုစေလွှတ်၍စာရာကိုယူစေ၏ညအချိန်တွင်အိမ်မက်အားဖြင့်ဘုရားသခင်သည်အဘိမလက်စီသို့ကြွလာ၍တင်သည် လူသည်ဖြစ်၏အကြောင်းမူကားတင်ယူသောမိမသည်သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏အဘိမလက်သည် ထိုမိမနှင့်မပေါင်းဖော်သေးသည်ဖြစ်၍အိုဘုရားရှင်ဖြောင်းမတ်တော်လူမျိုးကို ကုမြတ်တော်မူမည်လော သူသည်ငါနမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည်မဟုတ်ပါလော။သူသည်ငါမောင်ဖြစ်၏ဟု မိမလည်းဆိုသည် မဟုတ်ပါလော။ဖြောင်းမတ်သောသဘောရှိ၍တန်ရှင်သောလက်နှင့်ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု၆ဆို၏။ထိုအိမ်မတ်၌ဘုရားသခင်ကလည်းမှန်ပေ၏။တင်သည် ဖြောင်းမတ်သောသဘောနှင့်ပြုသည် ကိုငါသိ၏။တင်သည်ငါကိုမပြစ်မှားစေခြင်းကတင့်ကိုငါစီးတားပြီ။ထိုဖြစ်၍ထိုမိမနှင့်ပေါင်းဖော်ရသောအခွင့်ကိုငါမပေ။ယခုမှ သူဤမယားကိုသူအားပြန်ပေးလော။သူသည်ပရောဖက်ဖြစ်၏။တင်းအဖို့ဆုတောင်းလျင်တင်းသည်အသက်ရှမ်းသာရလိမ့်မည်။ပြန်၍မပေးဘဲနေလျင်တင်းမဆား၍တင်းနှစ်ဆိုင်သောသူအပေါင်းတို့သည်ဧကံအမှန်တည်မီဟုမိန်တော်မူ၏။နနက်စောစောအပြီးမလတ်သည်ထ၍မိမိကျုံအပေါင်းတို့ကိုခေါ်ပြီးမှအမှုအရာလုံးစုံကိုပြောသည်ဖြင့်သူတို့သည်အလွန်ကြောက်ကြ၏အာဗြဟံကိုလည်းအဘိမလက်ခေါ်၍ တင်သည်ငါတို့၌အဘယ်သို့ပြုသည်နည်းတင်ကိုငါတို့သည်အဘယ်သို့ပြမှားသောကြောင့်တင်သည်ငါ၌၎င်းငါနိုင်ငံ၌၎င်းကြီးစွာသောအပြစ်ကိုရောက်စေသည်နည်းတင်သည်မပြုတ်အပ်သော အမှုကိုငါ၌ပြုပါသည်တကားဟုဆိုလေ၏တဖန်အဘိမလက်ကတင်သည်အဘယ်အမှုကိုမြင်၍ဤသို့ပြုသည်နည်းဟုအာဗြဟံကိုမေးလျင်အာဗြဟံကဤရက်သားတို့သည်ဖျားသခင်ကိုမကြောက် အကျွန်ုပ်၏မယားအတွက်အကျွန်ုပ်ကိုတတ်ကြလိမ့်မည်ဟုအကျွန်ုပ်ထင်သောကြောင့်ထိုသို့ပြုမိပါပြီ။သို့တော်လည်းသူသည်အကျွန်ုပ်နှမမှန်ပါ၏။အကျွန်ုပ်အဘဤသမီးဖြစ်၏။အမိဤသမီးမဟုတ်။အကျွန်ုပ်မယားလည်းဖြစ်၏။ဖျားသခင်သည်အကျွန်ုပ်ကိုအဘဤအိမ်မှခေါ်၍လေစေတော်မူသောအခါအကျွန်ုပ်ကတင်သည်ငါ၌ပြုရသောကျေးဇူးဟူမူကားငါသည်တင်ဤမောင်ဖြစ်ကြောင်းကို ရောက်လျက်ရာ၌ပြောရမည်ဟုမယားကိုမှားထားပါသည်ဟုပြန်ပြောလေ၏ထိုအခါအဘိမလက်သည်တိုးနွားကျွံယောက်ျားကျွံမိန်းမတို့ကိုယူ၍အာဗြဟံအားပေးလေ၏မယားစာရာကိုလည်းပြန်ပေးလေ၏အဘိမလက်ကလည်းငါ့မြေသည်တင်းရှိမှရှိ၏လိုရှိသည့်အတိုင်းနေပါဟု အမိန့်ရှိ၏စာရာကိုလည်းတင်နှင့်တင့်အပေါင်းအဖော်တို့ မျက်နှာဖုံးများကိုဝေစရာဖို့တင်ဤမောင်အားငွေတထောင်ကိုငါပေးပြီဟုအမိန့်ရှိ၏အာဗြဟံသည်အရာရာ၌အဆုံးအမခံရ၏အာဗြဟံသည်လည်းဖျားသခင်ကိုဆုတောင်း၍ဖျားသခင်သည်အဘိမလက်နှင့်သူဤမယားသူဤကျွန်မတို့ကိုအနာပြောက်စီတော်မူသည်ဖြင့်သူတို့သည်တားကိုဖွားကြ၏အာဗြဟံဤမယားဆာရာကြောင့်ထာဝရဘုရားသည် အဘိမလတ်ဤအိန္ဒူမိမတယောက်မှပရိဒတိမယူစေခြင်းကစီရင်တော်မူသည်။ကပ္ပဦးချံအခန်းကြီး20ပြီးပါပြီ။အားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။